ပါကစ္စတန်အတွင်းအားတွင်းကိုနဲ့အနိုင်ထပ်မံရရှိသွားပြီးတိမ်မကြခင်မှာပဲမန်ယူတင်းမှပေါင်၅တန်းနဲ့စတင်ကမ်းလှမ်းတာကိုခံလိုက်ရတဲ့မော်မော်လွဲသူပီပြိတက်ကြီးအရလို့ပဲမြင်လာပါခင်ဗျာမော်မော်လွဲဟာမြန်မာနိုင်ငံရဲ့နိုင်ငံကျော်လက်ရွေးစင်ကစားသမားတူဖြစ်ပြီးလွန်ခဲ့တဲ့ရက်ပိုင်းကမှအာရှညွန့်ပေါင်းအတင်းနဲ့ပူးတွဲကမန်ယူအတင်းကိုနိုင်ကူးတွင်းပြီးအနိုင်ရရှိခဲ့တူတူလေးဖြစ်ပေါ်လေမော်မော်လွဲဟာအခြားလက်ရွေးစင်မြန်မာဘောလုံးကစားသမားများနဲ့မတူပဲတမူထူးချွန်တူတူလေးဖြစ်ပေါ်လေ မြမဘောလုံးအားကစားရဲ့တက်တန်းတစ်လျှောက်မှာမီလူကမမထင်မထားတဲ့ကမ္ဘာကျော်ဘောလုံးအသင်းကြီးဖြစ်တဲ့ Manchester United အသင်းကိုကိုယ်သွင်းအနိုင်ယူနိုင်ခဲ့လို့မြမပရိသတ်အားလုံးက၎င်းအားလေးစားနေကြတော့လေဖြစ်ပေါ်လေမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဘက်မှလည်းမမုံလွေမန်ယူအသင်းအားကိုယ်သွင်းနိုင်ခဲ့တဲ့အတွက်လွန်ခဲ့တဲ့ရက်ပိုင်းတွေကမှဆုချီးမြင့်ပွဲအခမ်းအနားပြုလုပ်ပြီးတိမ်းမောင်းတထောင်ဆုချီးမြင့်ခြင်းကိုလည်းခံခဲ့ရတူတူလေးဖြစ်ပေါ်လေဒါအပြင်မမုံလွေဟာပါကစ္စတန်နဲ့မနီကော့ မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ပွဲမော်လေအကောင်းဆုံးလှုပ်ဆောင်နိုင်ခဲ့တာကြောင့်မန်ယူအသင်းကချက်ချင်းဆိုလိုမန်ချက်စတာယူနိုက်တက်အသင်းမှဆက်သွယ်မှုများပြုလုပ်လာခဲ့ပြီးမမောင်လွင်အားပေါင်၅တန်းဖြင့်စတင်ကမ်းလှမ်းတာကိုခံလိုက်ရတာလည်းဖြစ်ပေါ်ရယ်